မင်္ဂလာညချမ်းပါရှင်2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ဗီဒီယိုအန်ဂျီရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမအဦးဆုံးတင်ပြပေးမယ့်သတင်းကတော့စျေးဥစုရဲ့နေကြောင်းတိုက်ခိုက်မှုတွေအတွက်လက်တုံးပြန်သွားမယ်လို့ဗိုလ်ချုပ်တာဖုန်ချော့အတည်ပြုတဲ့သတင်းပဲဖြစ်ပါတယ်။စျေးဥစုရဲ့နေကြောင်းတိုက်ခိုက်မှုတွေအတွက်လက်တုံးပြန်သွားမယ်လို့ DNL ကောင်းဆောင်တအူးဖြစ်တဲ့ဗိုလ်ချုပ်တာဖုန်ချော့အတည်ပြုပြောကြားလိုက်ပါတယ်။ တောင်တမရဒီယနယ်လေးတိမ့်ပိုက်ထိန်ချုပ်ထားတဲ့မြို့နယ်တွေကိုဂျမစစ်တပ်ကနေ့စဉ်ရက်ဆက်လေကြောင်းကနေပုံကျဲတိုက်ခတ်နေတဲ့အပေါ်လှည့်ပြန်လာမယ်လို့ဗိုလ်ချုပ်တာဖုံကျော်ကဆိုပါတယ်။မနက် နေ့ကညနေတစ်ခေါက်ဇက်တိုက်လေရင်ပုံကျဲနေတာကျဲတဲ့သူကျဲဖို့စော်အော်သူကျဲခံရတာကိုဝမ်းမြောက်လက်ခုပ်ကြည့်သူအလုံးကိုထုံးပေချာတုမှတ်ထားမယ်။လှည့်ဆိုတာရှိစမြဲပါလို့ဗိုလ်ချုပ်တာဖုံကျော်ကသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။ရှမ်းပြည်မြောက်ပိုင်းက DNA လေးတိမ့်ပိုက်ထိန်ချုပ်ထားတဲ့မြို့နယ်တွေကို ဂျမစစ်တပ်ကခုအော်တိုဘာလထဲမှာနေစဉ်ရင်းဆန်းဆိုသလိုလေကြောင်းကနေပုံကျဲတိုက်ခိုက်နေရမှာ28ကြိမ်ရှိနေပြီလို့ TNL ဘက်ကထုတ်ပြန်ထားပါတယ်။မန်တုံ၊ကြောင်မဲ၊သီဘော၊မိုင်းငော့၊မိုင်းလုံ၊နမ်ဆန်၊နမ်မတူ၊မိုးမိတ်နဲ့မိုးကုတ်မြို့နယ်တွေကိုဂျမစစ်တပ်ကအော်တိုဘာလတရနေ့ကနေ28ရက်နေ့ထိလေကြောင်းကနေပုံကျဲတိုက်ခိုက်မှု28ကြိမ်ပြုလုပ်ခဲ့တာကြောင့်ရဟန်းနှစ်ပါးကလေးငယ်ရှိဦး မျိုးသမီး၁၉ဦးနဲ့မျိုးသား၁၂ဦးသေဆုံးခဲ့ပြီး၄၀ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တန်ရွယ်နဲ့ခွားမျိုးနဲ့အနီးပင်လယ်ပြင်မှာညအချိန်၅ဖန်စီခွင့်အေးအေးကန့်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ဒေသနေပြည်သူတွေရဲ့လုံခြုံရေးအတွက်တန်တွဲနဲ့ခွားမြုပ်နဲ့အနေကပင်လယ်ပြင်မှာညာ6နိုင်ကနေမနေ့6နိုင်အတွင်းငါးမဖန်းကြဖို့ရခိုင်မျိုးသားအဖွဲ့ချုပ်အရခတ်တက်တော် ULAA ကကန့်တက်လိုက်ပါတယ် ဂျမစစ်တပ်ကတိုက်ပွဲတွေဖြစ်နေတဲ့ကြောက်ဖြူနဲ့စစ်တွေမျိုးဘက်ကိုစစ်ရင်အားဖြစ်တင်ရမှာရေချောင်းကနေပို့လောက်လာသလိုအေအေသိမ့်ပိုက်ထိန်ချုပ်ထားတဲ့မြို့ချုပ်ကိုပြန်လည်တိုက်ခိုက်သိမ့်ပိုက်နိုင်ဖို့ရေချောင်းကနေပြင်ဆင်တာတွေခုရပိုင်းပို့ပြီးလောက်လာတဲ့အတွက်အေအေကအတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်စစ်တဲရေချောင်းနဲ့လေချောင်းကနေတိုက်ခတ်မှုတွေကိုအေးအေးအနေနဲ့ရင်းနေကတတိပေးထားပေမဲ့စစ်တပ်ကအေးရင်တွေဟာပင်လယ်ပြင်မှာရတားပြည်သူတွေကိုတွေ့ရင်ဖမ်းဆီးတပ်ဖြတ်တာတွေလုံးလိရှိတယ်လို့ အရင်ကအချိန်အခန်းသက်မရှိငါးဖန်းခွင့်ပြုထားတဲ့ငါးဖန်းရည်ရည်တွေကိုကာကွယ်ယူပြီးစည်ရေးဖြစ်တဲ့နာတွေနဲ့စည်ရေးလှူရှားလာနိုင်တာတွေကြောင့်တန်တဲ့နှကားမြို့နီးမှာပင်လယ်ပြင်မှာငါးဖန်းနာတွေကိုအော်တိုဝါလာ19ရက်နေ့ကစပြီးညန်6နိုင်ကနေမနေ့6နိုင်အတွင်းမလုံကြဖို့တားမြစ်လိုက်တာလို့နားလည်ရပါတယ်။ ULA ဘက်က ခုလိုထုတ်ပြန်ထားတဲ့အမိန့်ကိုပြန်ရုပ်သိမ်းလိုက်ပြီးလို့မချင်ညာမချင်းအဲ့ဒီ area တွေမှာညအချိန်လုံးဝငါးမဖန်းမှုသတိပေးထားပါတယ်။ဒါအပြင်စစ်တပ်ဟာ ပြည်လည်ပြည်မှာလက်နက်ကြီးနဲ့ဖြစ်တာဖမ်းဆီးတပ်ဖြတ်တာတွေလုပ်နေတာကြောင့်နေကင်းမိုင်းငါဖမ်းချိန်တွေမှာလည်းကံဝေးမှာမဖမ်းကြဖို့စစ်တပ်ရဲ့ရင်တွေလာနေတာမြင်ရင်ကန်းဆက်နဲ့ကန်းဒီကိုအမြန်ဆုံးစိုက်ခဲ့ကြဖို့ရွယ်လီအေအေကထုတ်ပြန်ကြေညာထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ American သမ္မတဒေါ်နယ်ထရမ့်ဂျပန်နိုင်ငံရောက်နေချိန်မှာမြမအရေးပို့ပြီးအာယုံစိုက်ဆောင်ရွက်ပေးဖို့တောင်းဆိုတဲ့လှုပ်ရှားမှုလုပ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ်ဂျပန်နိုင်ငံရောက်နေချိန်မှာအမေရိကန်နေနဲ့မြမအရေးကိုပို့ပြီးအာရုံစိုက်ဆောင်ရွက်ပေးဖို့တောင်းဆိုတဲ့လှုပ်ရှားမှုလုပ်ဖို့ရှိတယ်လို့ပွဲစီစဉ်သူတွေကပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ်ဟာတောင်ကိုရီးယားနိုင်ငံမှာကျင်းပမဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီးအစည်းအဝေးကိုမတော်ခင်ဂျပန်နိုင်ငံကိုအော်တိုဘာလနောက်ဆုံးပတ်ထဲမှာလာရောက်ဖို့ရှိတယ်လို့သိရပါတယ်။အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီးအစည်းအဝေးကိုခုလရဲမှာပဲတောင်ကိုရီးယားနိုင်ငံမှာကျင်းပဖို့ရှိနေတယ်လို့ Energy Supporting Japan ကသိပေးထားပါတယ်။ American သမ္မတ Donald Trump ဂျပန်နိုင်ငံရောက်နေချိန်မှာနိုင်ငံတော်ရဲ့ဌာနငယ်ပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နဲ့နိုင်ငံရေးကျင်းသားများပြန်လည်လွတ်မြောက်ရေးမြန်မာနိုင်ငံမှာစစ်တပ်ကပြည်သူတွေအပေါ်ရက်စက်ရုံမာမှုတွေနဲ့ကျန်းဖတ်မှုတွေရပ်တန့်သွားစေဖို့ မရိကန်နိုင်ငံတွေနဲ့မြန်မာအရေးကိုပိုပြီးထိထိရောက်ရောက်လေးထားဆောင်ရွက်လာစေဖို့တိုက်တွန်းတောင်းဆိုတာနဲ့မြန်တရက်ခန့်အကူအညီတောင်းခံတာစတဲ့အလှူရှာမှုတွေလုပ်သွားမယ်လို့ Energy Supporting Japan ကကြေညာထားပါတယ်။ဒီလှူရှာမှုကိုအော်တိုဘလတ်9ရက်နေ့ဒေတာစံတော်ချိန်3နာရီခွဲကနေ4နာရီခွဲအထိ Sumitomo Fudosan Toranomo Tower မှာတည်လုံမှာဖြစ်တဲ့အတွက်ဂျပန်နိုင်ငံသားတွေအနေနဲ့တက်တက်ကြွကြွပူးပေါင်းပါဝင်ပေးကြဖို့ Energy Supporting Japan ကတိုက်တွန်းနှုတ်ဆက်ထားပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio Energy သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။